ဟယ်လိုအလုံးမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ကိုရွှေမိတ်ပါဒီ channel လေးမှာတော့ဩစတြေးလျနိုင်ငံမှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဘဝအကြောင်းတွေအလောက်ကိတ်ခွလန်းတွေပြီးတော့ဒီမှာနေထိုင်ရတဲ့အတွေ့အကြုံတွေကိုဝေမျှပေးသွားမှာပါဒီနေ့မှာတော့ဩစတြေးလျနိုင်ငံမှာစီဗီတန်ရှင်းဝတ်ထမ်းတရားရဲ့အလစ်နဲ့ပတ်သက်ပြီးကျွန်တော်တိတက်လို့ဒီဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီလောက်ကဘယ်လိုတက်တာပြီးဝင်ငွေကောင်းတယ်လို့ပြောကြတာလဲ ဘလို့ခွေးကြီးတွေရနိုင်လဲဆိုတော့ကိုတူတူလေးလာကြရအောင်ပါ။ဩစတြေးလျမှာစီဘက်တချင်းလုံငန်းတွေကိုအစိုးရနဲ့ဒေကန်ရဲအာဏာပိုင်တွေကစီမံခန့်ခွဲတယ်လို့ဆိုပါတယ်။ဒီဝတန်းတွေရဲ့တုံ့ပြန်ကလမ်းတွေပန်းချက်တွေကန့်ချိတ်တွေကိုတရှိလုတ်တာအမိုက်တွေကိုစုဆောင်းတာကလေးသုတ်ပြုလို့ရတဲ့ပစ္စည်းတွေကိုခွဲခြားတာတွေလုပ်ရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ဒီလိုလုပ်ငန်းတွေကပတ်ဝန်းကျင်ကိုတရှိစီရုံတော်မှာက ယေရှိမာကဘာကြီးကိုထင်သိရလဲရောက်ပါတယ်ဒီလောက်ကဝေကောင်းတဲ့ဆိုတာကြောက်မှုပါပါအော်စတြေးလျမှာစီပင်တရှိဝတ်ထတရရဲ့ဖြစ်မြတ်နှစ်ဆယ်လစာကအော်စတြေးလျဒေါ်လာ9000ကနေ9000ကျည်ရှိပါတယ်ခြေဘေးအလုပ်တဲ့လုပ်ငန်းတွေဆိုရင်လည်းတစ်နာရီကိုအော်စတြေးလျဒေါ်လာ20ကနေ30တိရရှိတယ်လို့သိရပါတယ် ဖြင့်အကိုခံစားခွင့်တွေလည်းရှိတယ်လို့သိရပါတယ်။အခြေပိုလုံးကိုပုံမမြင်မတဲ့လောက်ခရရနိုင်တယ်လို့အားလိုက်ရင်လည်းအပိုစုတွေလည်းရပါတယ်။ကျမရင်းနဲ့အာမခက်စီစဉ်တွေလည်းပေါဝင်တာကြောင့်စိတ်ချရတဲ့လုံရတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ဒီလိုမှကလာစားအပြီးကိုဝင်ကိုရရှိတဲ့ကိုလည်းနေလေအများကြီးရှိတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့ဒီတိုင်းမှာအမှိုက်သေးရမှာဖြစ်ရှိတဲ့ပလတ်စတစ်ဘူးတွေ ချူရီဘူးတွေရည်တပ်ဘူးတွေအပြင်ကပလင်းနဲ့တတုပစ္စည်းတွေကိုစုဆောင်ပြီးပြည်နယ်သုတ်ပြည်စင်တာတွေမှာရောင်းချလို့ရတာဖြစ်ပါတယ်။ဒါကသူတို့ရဲ့ဝင်ဝင်ကိုပုံပုံပြပါစေတဲ့ပုံခွင်လန်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလောကတက်တာကိုပြရတဲ့အကြောင်းဟာလောကကဖြစ်အောင်နေပြီးအခြေပေးလုပ်လို့လည်းရတာကြောင့်ပါ။ Happy ဒီလောကပြည့်စုံရှိသူတွေတွေ့တယ်။ကပလင်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာစီမကောက်ကမှုစစ်တွေကိုတက်လန်းနိုင်ပြီးလာစားပုံပြပါတဲ့ခွင်လန်းတွေလည်းရှိတယ်လို့ ။ဒါကြောင့်အော်စတြေးလျနိုင်ငံမှာစီးပွားရေးတရှိန်ကိုတည်ထောင်ဖို့ပုံကာဝင်ဝင်ကောက်ပြီးဖက်တာလုပ်ဖို့ဖြစ်ပါတယ်။ဒါကမဝေးကြည့်ဖို့တည်ပေးရမယ့်ရောက်တာကြောင့်ဂရုစရာလည်းကောင်းပါလေ။ကျွန်တော်ရဲ့ဗီဒီယိုကလစ်လေးကိုကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုဘလော့လေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Like and Share နဲ့ Subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။နောက်ပတ်မှာထပ်မံဆောင်ကြမယ်။ကျေးဇူးတင်ပါတယ်။